ဆက်ကနနဲ့အရွယ်တမီလေးမဆုယတနာအောင်ကိုတွေ့ရှိသူအားထိုက်တိုက်တတိုင်းကျေးဇူးဆက်မယ်ဆိုရင်မိခင်မိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့လက်တလောမှာလူပြောက်တွေများစွာကိုတွေ့မြင်နေရပြီးခုတခါမှလည်းလာနေချီပြဆောင်းနေတဲ့တမီလေးကိုခုချိန်ထိရှာမတွေ့သေးတဲ့အကြောင်းမိခင်ဖြစ်သူခင်များတော်တော်လေးကိုပူဆွေးတော့ကရောက်နေရပဲဖြစ်ပါတယ် ကြောက်ဆုံးသူတမီလေးကတော့ကြောက်ဖြူမျိုးနဲ့အရာရှိရက်ွက်မှာနေထိုင်တဲ့မဆုရတနာအောင်၁၉နှစ်အရွယ် grade 12ကျောင်းသူတယောက်ဖြစ်ပြီး၂၀25ခုနှစ်မလ၁၄ရက်နေ့ကလေကူးမျိုးနဲ့မိုးတောက်ပန်ပေါ်လာစာမှာတက်ရောက်ခဲ့ကကျောင်းစာထူးချွန်ပြီးလူရည်ကျွန်းနှစ်ထပ်ခွန်ရရှိခဲ့သူလည်းဖြစ်ပါဒါပေမဲ့မဆုရတနာအောင်ကတော့2025ခုနှစ်ဧပြီလ24ရက်မနက်9:00နာရီခန့်ကမုတ်စားသွားရမှာ လေကိုမြို့နယ်မိုးတောက်ပံပေါ်လာဆောင်ကိုပြန်မလာနိုင်တော့ဘဲပျောက်ဆုံးသွားတာကြောင့်မိခင်ဖြစ်သူဒေါ်ဆန်းဆန်းအေးကအကူအညီတောင်းခံလာခဲ့တာပဲဖြစ်ပါတယ်။အဆိုပါလူပြောက်ကိစ္စအားမဆုယတနာအောင်ရဲ့မိခင်ကိုရိုင်းကြီးမုံတရင်စာလူပြောက်ကြောင့်ညာနဲ့လေကိုမြို့နယ်လေကိုမြို့မှာရဲစခန်းနိုင်လေလူပြောက်အမှတ်စဉ်ကိုမြင့်စာ2025ဖြစ် အမှုဖွင့်တိုင်ကြားခဲ့ပြီးပေမဲ့လည်းအခုချိန်ထိကိုတရင်အစာအနာမရခဲ့တာပါ။ဒါကြောင့်မိခင်ဖြစ်သူကအရန်ကိုစိတ်ပူနေပြီးသမီးစုယတနာအောင်မမေရန်ကုန်လာပြီးသမီးကိုရှာနေရတလားကြော်ပြီးမမေသမီးငယ်လေးကိုဘလို့ရှာရမလဲ။မမေကိုတခေါက်မှမပြောဘဲဘာလို့ထွက်သွားရလဲ။သမီးချစ်ရဲ့မမေဘလို့ဖြေသိမ့်ရမလဲ။မမေအသက်မရှင်ကျင်တော့ဘူး။သမီးမမေအမြန်ဆက်သွေးပါတော့သမီးငယ်ကိုခေါ်ယူဆောက်ရှောက်ထားသူများအနေနဲ့မိဘများနဲ့အမြန်ဆုံးဆက်သွေးပေးပါရန်ကျမအနုညွတ်တောင်းပန်ပါတယ် တကယ်လို့သမီးလေးကိုတွေ့ရသူရှင်လဲထိုက်ထိုက်တနက်ကျေးဇူးဆက်ပါမယ်တွေ့ရှိသူကိုကျေးဇူးဆက်ငွေ300ပေးပါမယ်ဒီသမီးလေးကိုခေါ်ယူဆောက်ရှောက်ထားသူများသို့မဟုတ်သူနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ပုံရိပ်တွေနဲ့အမှန်တကယ်ယုံကြည်စိတ်ချရတဲ့အချက်လက်တွေပို့ပေးနိုင်သူကိုကျေးဇူးဆက်ငွေ300ပေးပါမယ်အချက်လက်တွေရာနဲ့9မိနစ်အတွင်း KB KB သက်ဘန်ဒါမှမဟုတ်တင်အစီအပြေမဲ့ဘန်အကောင့်ထဲကိုချက်ချင်းလွှဲပေးပါမယ်သမီးလေးကဖုန်းယူမသွားတဲ့အတွက် သတင်းအစအနမရသေးလို့ပါဒီကြညာလေးကိုလည်းအများပြည်သူသိရှိစေရန် share ပေးကြပါအောင်ရှင်ဆိုပြီးအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်။သမီးလေးလည်းအမြန်ဆုံးတွေ့ပါစေ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ယောက်ျားစစ်မှုထမ်းပါသွားတာကြောင့်ကလေး၃ယောက်နဲ့အခက်တွေ့နေရမိခင်မိင်္ဂလာပါပရိသတ်ကြီးတို့မြန်မာနိုင်ငံသားတွေရဲ့ဘဝအဆင်မှန်ပါချမ်းသာတဲ့သူတွေကြတော့ပြန်ဆိုင်ပြီးချမ်းသာနေကြတာဒိဋ္ဌိကျပါပဲစည်ရဲသားတွေဘဝကြတော့လည်း ကောင်းကောက်စရာမရှိအောင်စင်ရင်အင်ချေမဲ့ဘဝတွေမနေတော့တာလက်တွေ့ပါပဲဒုက္ခရောက်တဲ့နိုင်ငံမှာလူဖြစ်လာရတာဒုက္ခပိုရောက်ကြရပါတယ်မိသားစုပြတ်တဲ့သူကပြတ်ငတ်တဲ့လူကငတ်ပျောက်တဲ့သူကပျောက်နေအရန်ကိုကြောက်စရာကောင်းလာပါတယ်အမျိုးသမီးကကလေးတစ်ယောက်နဲ့ဝင်ဝင်မရှာနိုင်တဲ့အချိန်အမျိုးသားရဲ့ဝင်ဝင်နဲ့နေထိုင်စားသောက်နေရတဲ့အချိန်မှာသူမရဲ့ဥဒတိုင်းကြီးကိုကတော့ဖြိုချခံလိုက်ရပါတယ်တချို့လူဖြင်းလူဖြင်းတွေကြတော့ အစီမပြေလို့ကလေးကိုစွန့်ပြစ်ကြပြီးဘဝအချုံးမပေးပဲဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်စူးစမ်းရက်တည်တယ်ဆိုရဲသူကတော့ရှားပိုင်းဒါပေမဲ့လေဒီအမျိုးသမီးကတော့ယောက်ျားကစစ်မှုထမ်းပါသွားခဲ့တာကြောင့်ကလေးတွေနဲ့ဘဝကိုခက်ခဲခက်ခဲရုန်းကန်နေရတာပါဒါပေမဲ့လေသူကလေးအကြီးနှစ်ယောက်ကိုမရရအောင်ကြောင်းထားပေးနေပါသေးရဲ့သူမရဲ့ဘဝကတော့အရင်ကပျော်စရာကောင်းခဲ့ပေမဲ့လက်ရှိမှာတော့သူမရဲ့တတိုင်းကြီးပြိုကျပျက်စီးသွားခဲ့ရပါတယ်ယောက်ျားကစစ်မှုထမ်းပါသွားရင်ကလေးရလေပထမအမွှားလေးခုကလေးနဲ့ဆို၃ယောက်ဖြစ်ပါတယ် ဒါပေမဲ့လေဒီမိခင်ကတော့သူ့ကလေးတွေကိုမပြည့်ရတဲ့အပြင်အကြီးအမွား900ရအွယ်ကလေးနှစ်ယောက်ကိုအိမ်နီးနာချင်းနဲ့တောင်းတဖို့အပ်ခဲ့ပြီးမြို့ရဲအမိုက်ပုံပေးမှာနှုတ်ဆွကလေးကိုချီပြီးရေတံဘူးလိုက်ကောင်းနေကြရပဲဖြစ်ပိုင်ရေတံဘူးကောင်းရင်တရက်ကို3000လေးတောင်ရတာဖြစ်ပြီးဒီလောက်ဝင်ဝင်လေးရဖို့စိတ်ကျမ်းမာရေးစီရင်ဘက်ကနေလာရင်ကားကအသွားအပြန်1600ကကုန်ပါသေးရဲ့ဒါပေမဲ့လေသူမကတော့စိတ်တမကြပဲကလေး3ယောက်ကိုခက်ခက်ခဲခဲရှာကျွေးနေရပါကလေးကိုတစ်ဖက်ကချီပြီးမိုးရွာရင်လေ အခုလိုပလတ်စတစ်လေးပတ်ထားပေးထားတာတော်တော်စိတ်မကောင်းဖြစ်မိပါ යි အခုလိုကိုအစီပြေရဖို့အရေးခလေးကိုစွန့်ပြတဲ့မိပါရင်းနဲ့တော့တခြားစီပါပဲသူမကတော့ကိုဘလောက်ခက်ခဲနေပါစေသားသမီးအတွက်ရအောင်ရုန်းကန်ပြီးကြောင်းထားပြီးရှာကြွေးနုစုကလေးတစ်ဖက်နဲ့အာကာမိခင်ပါပဲလေးစားပါ යි မပြေဆုံးရှာပေမဲ့သားသမီးကိုရင်အုပ်မကွာဆောက်ရှောက်တဲ့မိခင်စိတ်အပြည့်ရှိရလီကတော့ကလေးလေးအတွက်အစိုးရကအကောင်ပီတီဖြစ်ရပါ යි ကုညီမဲ့သူလည်းအများကြီးရပါစီ အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဆကနနေအရွယ်တမင်လေးမဆုယတနာအောင်ကိုတွေ့ရှိသူအားထိုက်တိုက်တတိုင်းကျေးဇူးဆက်မယ်ဆိုရင်မိခင်မိင်္ဂလာပါပရိသတ်ကြီးတို့၏လက်တလောမှာလူပြောက်တွေများစွာကိုတွေ့မြင်နေရပြီးခုတခါမှလည်းလာနေချီပြောက်ဆုံးနေတဲ့တမင်လေးကိုခုချိန်ထိရှာမတွေ့သေးတဲ့အကြောင်းမိခင်ဖြစ်သူခင်များတော်တော်လေးကိုပူဆွေးတော့ကရောက်နေရပဲဖြစ်ပါတယ် ကြောက်ဆုံးသူတမီးလေးကတော့ကြောက်ဖြူမျိုးနဲ့အရာရှိရက်ွက်မှာနေထိုင်တဲ့မဆုယတနာအောင်18နှစ်အရွယ်ဂရိတ်ရဲចောင်းသူတယောက်ဖြစ်ပြီး2025ခုနှစ်မလ14ရက်နေ့ကလေကူးမျိုးနဲ့မိုးတောက်ပန်ပေါ်ရာဆာမှာတက်ရောက်ခဲ့ကចောင်းစာထွချွန်ပြီးလူရည်ကျွန်းနှစ်ထပ်ခွန်ရရှိခဲ့သူလည်းဖြစ်ပါဒါပေမဲ့မဆုယတနာအောင်ကတော့2025ခုနှစ်ဧပြီလ24ရက်မနက်9:00နာရီခန့်ကမုတ်စားသွားရမှာ လေကူမြို့နယ်မိုးတောက်ပံပေါ်လာဆောင်ကိုပြန်မလာနိုင်တော့ပဲပျောက်ဆုံးသွားတာကြောင့်မိခင်ဖြစ်သူဒေါ်ဆန်းဆန်းအေးကအကူအညီတောင်းထံလာခဲ့တာပဲဖြစ်ပိုင်အဆိုပါလူပြောက်ကိစ္စအားမဆုယတနာအောင်ရဲ့မိခင်ကိုယ်တိုင်ကြီးမုံတရင်စာလူပြောက်ကြောင့်ညာနယ်လေကူမြို့နယ်လေကူမြို့မှာရဲစခန်းနိုင်လေလူပြောက်အမှတ်စဉ်ကိုမြင့်သာ2025ဖြစ် အမှုဖွင့်တိုင်ကြားခဲ့ပြီးပေမဲ့လည်းအခုချိန်ထိကိုသတင်းအစအနာမရခဲ့တာပါ။ဒါကြောင့်မိခင်ဖြစ်သူကအရန်ကိုစိတ်ပူနေပြီးသမီးစုယတနာအောင်မမေရန်ကုန်လာပြီးသမီးကိုရှာနေရတလားကြော်ပြီးမမေသမီးငယ်လေးကိုဘလို့ရှာရမလဲ။မမေကိုတခွန်းမှမပြောဘဲဘာလို့ထွက်သွားရလဲ။သမီးချစ်ရဲ့မမေဘလို့ဖြေသိမ့်ရမလဲ။မမေအသက်မရှင်ကျင်တော့ဘူး။သမီးမမေအမြန်ဆက်သွဲပါတော့သမီးငယ်ကိုခေါ်ယူဆောက်ရှောက်ထားသူများအနေနဲ့မိဘများနဲ့အမြန်ဆုံးဆက်သွဲပေးပါရန်ကျမအနုညွတ်တောင်းပန်ပါတယ် တကယ်လို့သမီးလေးကိုတွေ့ရသူရှင်လဲထိုက်ထိုက်တနဲ့ကျေးဇူးဆက်ပါမယ်တွေ့ရှိသူကိုကျေးဇူးဆက်ငွေ300ပေးပါမယ်ဒီသမီးလေးကိုခေါ်ယူဆောက်ရှောက်ထားသူများသို့မဟုတ်သူနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ပုံရိပ်တွေနဲ့အမှန်တကယ်ယုံကြည်စိတ်ချရရင်အချက်လက်တွေပို့ပေးနိုင်သူကိုကျေးဇူးဆက်ငွေ300ပေးပါမယ်အချက်လက်တွေရနဲ့9မိနစ်အတွင်း KB KB သက်ဘန်ဒါမှမဟုတ်တင်အစီအပြေမဲ့ဘန်အကောင့်ထဲကိုချက်ချင်းလွှဲပေးပါမယ်သမီးလေးကဖုန်းယူမသွားတဲ့အတွက် ။သတင်းအစအနမရသေးလို့ပါဒီကြညာလေးကိုလည်းအများပြည်သူသိရှိစေရန် share ပေးကြပါအောင်ရှင်ဆိုပြီးအခုညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်။သမီးလေးလည်းအမြန်ဆုံးတွေ့ပါစေ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ယောက်ျားစစ်မှုထမ်းပါသွားတာကြောင့်ကလေး၃ယောက်နဲ့အခက်တွေ့နေရမိခင်မိင်္ဂလာပါပရိသတ်ကြီးတို့မြန်မာနိုင်ငံသားတွေရဲ့ဘဝအစစ်မှန်ပါချမ်းသာတဲ့သူတွေကြတော့ပြန်ဆိုင်ပြီးချမ်းသာနေကြတာဒိတ်ဒိတ်ကျဲပါပဲစည်ရဲသားတွေဘဝကြတော့လည်း ကောင်းကောက်စရာမရှိအောင်စင်ရင်အင်ချိန်မဲ့ဘဝတွေမနှဲတော့တာလက်တွေပါပဲဒုက္ခရောက်တဲ့နိုင်ငံမှာလူဖြစ်လာရတာဒုက္ခပိုရောက်ကြရပါ යි မိသားစုပြတ်တဲ့သူကပြတ်ငတ်တဲ့လူကငတ်ပျောက်တဲ့သူကပျောက်နေအရန်ကိုကြောက်စရာကောင်းလာပါ යි အမျိုးသမီးကကလေးတယောက်နဲ့ဝင်ဝင်မရှာနိုင်တဲ့အချိန်အမျိုးသားရဲ့ဝင်ဝင်နဲ့နေထိုင်စားသောက်နေရတဲ့အချိန်မှာသူမရဲ့ဥဒတိုင်းကြီးကိုကတော့ဖြိုချခံလိုက်ရပါ යි တချို့လူပြင်းလူပြင်းတွေကြတော့ အစီမပြေလို့ကလေးကိုစွန့်ပြစ်ကြပြီးဘဝအချုံးမပေးဘဲဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်စူးစမ်းရက်တည်တယ်ဆိုရဲသူကတော့ရှားပိုင်းဒါပေမဲ့လေဒီအမျိုးသမီးကတော့ယောက်ျားကစစ်မှုထမ်းပါသွားခဲ့တာကြောင့်ကလေးတွေနဲ့ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတာပါဒါပေမဲ့လေသူကလေးအကြီးနှစ်ယောက်ကိုမရရအောင်ကြောင်းထားပေးနေပါသေးရဲ့သူမရဲ့ဘဝကတော့အရင်ကပျော်စရာကောင်းခဲ့ပေမဲ့လက်ရှိမှာတော့သူမရဲ့တတိုင်းကြီးပြိုကျပျက်စီးသွားခဲ့ရပါတယ်။ယောက်ျားကစစ်မှုထမ်းပါသွားရင်ကလေးကလည်းပထမအမွှားလေးခုကလေးနဲ့ဆို၃ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လေဒီမိခင်ကတော့သူ့ကလေးတွေကိုမပြည့်ရက်တဲ့အပြင်အကြီးအမွား900အရွယ်ကလေးနှစ်ယောက်ကိုအင်းနီနာချင်းနဲ့တောင်းတဖို့အပ်ခဲ့ပြီးမျိုးရဲအမိုက်ပုံပေးမှနုဆုကလေးကိုချီပြီးရေတံဘူးလိုက်ကောင်းနေကြရပဲဖြစ်ပါရည်တံဘူးကောင်ရင်တရက်ကို3000လေးတောင်ရတာဖြစ်ပြီးဒီလောက်ဝင်ငွေလေးရဖို့စိတ်ကျမ်းမာရေးစီရင်ပတ်ကနေလာရင်ကားကအသွားအပြန်1600ကကုန်ပါသေးရဲ့ဒါပေမဲ့လေသူမကတော့စိတ်တက်မကြပဲကလေး3ယောက်ကိုခက်ခက်ခဲခဲရှာကြွေးနေရပါကလေးကိုတစ်ဖက်ကချီပြီးမိုးရွာရင်လဲ အခုလိုပလတ်စတစ်လေးပတ်ထားပေးထားတာတော်တော်စိတ်မကောင်းဖြစ်မိပါ යි အခုလိုကိုအစီအပြေရဖို့အရေးခလေးကိုစွန့်ပြတဲ့မိဘတွေနဲ့တော့တခြားစီပါပဲသူမကတော့ကိုဘလောက်ခက်ခဲနေပါစေသားသမီးအတွက်ရအောင်ရှုံးကန်ပြီးကြောင်းထားပြီးရှာကြွေနုစုကလေးတစ်ဖက်နဲ့အာကာမိခင်ပါပဲလေးစားပါ යි မပြေဆုံးရှာပေမဲ့သားသမီးကိုရင်အုပ်မကွာဆောက်ရှောက်တဲ့မိခင်စိတ်အပြည့်ရှိရလီကတော့ကလေးလေးအတွက်အစိုးရကအကောင်ပီတီဖြစ်ရပါ යි ကုညီမဲ့သူလည်းအများကြီးရပါစီ အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်